ဘုန်းကြီးတို့တွေတန်မြာထဲမှာကံကောင်းခြင်းရင်ကံကောင်းခြင်းနဲ့ဆိုတော့ဥကျင်နာခြင်းကင်းအောင်တော့လုပ်လို့မရဘူးနော်ဘဝမှာအဆင်ပြေအောင်လုပ်ပြီးလို့ရဟိုဆင်းရဲမွဲတေးတဲ့ဘဝမရောက်ဘူးအယုဆိုးအကြည့်တန်တဲ့ဘဝမရောက်ဘူးယောဂထူပြောတဲ့ဘဝမျိုးမရောက်ဘူးအသက်တူတဲ့ဘဝကိုမရောက်ဘူးငတ်ပြတ်တဲ့ဘဝမျိုးမရောက်ဘူးနော်လူဘဝမှာ အဲ့ဒါလေးကံကောင်းဘယ်လိုလုပ်ရမလဲလူတွေပြောတာအဲ့ဒီအဆင့်နေပြောနေကြเนาะကံကောင်းအောင်ဘယ်လိုလုပ်ရချောတော့ကံကောင်းအောင်ဘုရားရှိသွားဆုတောင်းတာနဘူးနဆာလောက်တာ ਨੇ တူတူပဲမြတ်စွာဘုရားကတရားတွေကိုကဲ့တင်တယ်ဆိုတာဗုဒ္ဓဘုရားရဲ့ကဲ့တင်မှု ਨੇ တခြားဘာသာတွေရဲ့ဘုရားကဲ့တင်မှုကလုံးဝကွဲပြားချမ်းသာမယောထွေးစေနဲ့မြတ်စွာဘုရားကိုယ်တိုင်ကတရားတွေကိုကဲ့တင်တယ်ဆိုတာ မိဘကသာသမီကိုပညာထက်ဖြစ်အောင်စီမံပေးတဲ့သဘောလောက်ပဲဆိုပါစို့မိဘဟာကိုသာသမီကိုဘလောက်ဖဲချမ်းသာချမ်းသာသာသမီကိုပညာတတ်ကြီးဖြစ်အောင်လုပ်ဝင်ပေးနိုင်မှုနော်ပညာတတ်အောင်ပညာတွေထည့်မပေးနိုင်ဘာလုပ်ပေးနိုင်လို့ဆိုရင်ကြောင်းကောင်းကောင်းထားပေးမယ်ဆရာကောင်းကောင်းနဲ့သင်ကြားစေမယ်လိုအပ်တာတွေအကုန်ထောက်ပံ့တယ်ဒါမိဘလုပ်နိုင်တာဒါအစွမ်းကုန်မယ် ပညာတက်ဖို့ကသူကိုယ်တိုင်စ조사มาဖြစ်တာမိဘကနေငါသားလေးဖူးဆိုမှုတ်ပြီးတော့ပညာတက်အောင်လုပ်ပေးလို့ရပါမလားမရနိုင်ဘူးအဲ့ဒါလိုပဲမြတ်စွာဘုရားစိတ်တော်နဘူးနဆာမလုံးနဲ့မြတ်စွာဘုရားကကိုယ်ကဲ့တင်မှာမဟုတ်ဘူးကဲ့တင်တဲ့နီးကပဲနီးနဲ့ကဲ့တင်တာတော့ကိုသားသမီးကိုကိုပညာတက်စေချင်လို့ရှင်ចောင်းထားပေးတာတော့ပဲလုံလို့ရတယ်လို့ပဲ ရသော်ဗျာကဘုန်းကြီးတို့တွေကိုတန်တရာဝကလွတ်အောင်မလုပ်တလေချမ်းသာဒုက္ခရအောင်မလုပ်တော့ဟိတေပဝတ္တနေနာအာဟိတာသနေဝတ္တနေနာဟိတလို့ခေါ်တဲ့ဒုက္ခရဲ့အကြောင်းတရားတွေလိုင်းနာဆောင်ရွက်ဖို့အာဟိတာဆိုတဲ့ဆင်းရဲဒုက္ခရဲ့အကြောင်းတရားတွေကရှောင်ရှားဖို့ဆိုလိုတာကမလုပ်ရမှနဲ့လုပ်ရမှခွဲခေါ်တယ်ဒါပဲလမ်းညွှန်ပေးတာ ကိုသားသမီးကိုချစ်လို့ဆုံးမတဲ့ခါဘာပြောတော့ဒါမလုံးနဲ့ဒါ